evaluation number A sin cos inverse √3 by 2 okay number A sin cos cos inverse √3 by 2ဝင်ရအောင်ဆရာရင်ရှင်းလိုက်ကုံအိဘက်ကိုကိုနေ့က2မှာတွက်ခဲ့တယ်လို့ပြောရှင်းလိုက်ဟုတ်လားเนาะအဲ့တော့ √3 by 2ဆိုတော့ cos ဘယ်လောက်လဲ pi by 6 pi by 6ဟုတ်အဲ့တော့ဝင်ရအောင်အရင်ရှင်းပါเนาะ cos ပိုင်ပိုင်စစ်ကအကွယ်ဘူးဒူဒီပါကော့ဆိုတော့ဘယ်နဲ့ပဲကြောင်းမှရှိမယ်ဆိုရင်0နဲ့0နဲ့ပိုင်ကြောင်းမှရှိတယ်လက်တောင်ဒီဆွဲလက်တောင်ဒီဆွဲပိုင်ပိုင်6ပိုင်ပိုင်6အဲ့တော့ဆရာတို့လက်တကွနဲ့ဟာအပြည့်ဆုံးပြီးတော့ရရမယ်ကော့အင်ဘတ်ရူ3ပါ2ပါ equal to ပိုင်ပိုင်6ပိုင်ပိုင်6ဒါသိမယ်နော်ဟုတ်ပြီအဲ့တော့မှဒီကောင်ကိုဆရာတို့တွက်တော့မယ် sin cot minus root 3 by 2ก็ equal to sin by 6โอเค sin by 6ไอ้ตรงมาเสียรู้เสร็จပြီးတော့ကြည့်တယ် sin by 6ကဘာပိုင်းပါလဲ1 by 2 sin by 6က1 by 2ဟုတ်တယ် sin sin by 6က1 by 2ဘာမှဇာတ်လေးရသွားတော့ဆယ်တို့တွေ့ရတာတွေ့ဘူးတွေ့ရတာဟုတ်လားစိတ်ဝင်စားမှုလည်းရှိတယ်เนาะရပြီเนาะ နောက်တစ်ခုနံပါတ်တာ5 in back root 3 by 2အဲ့တော့ဂွေးတဲ့အကောင်ကိုရှင်းလိုက်မယ် root 3 by 2ဆိုတာ sin ဘယ်လောက်ဒီလေးလဲ pi by 3 pi by 3 plus sin pi by 3 equal to ဘာဖြစ်လဲ root 3 by 2 root 3 by 2အဲဆရာတို့ရေးလိုက်မယ် size တော့ဘယ်နဲ့ဘယ်ကြားမှာရှိမလဲဆိုရင် minus pi by 2နဲ့ pi by 2ကြားထဲမှာရှိနေတယ်လက်တောင် equal လက်တောင် equal ဘာရှိမလဲ pi by pi by 3ဟုတ်ပြီနော်အဲ့တော့မှာဆရာတို့ဒီကောင်လေးပြည့်စုံအောင်ရေးလိုက်မယ် sin a by root 3 by 2 equal to pi by 3 အဲ့တော့ကဒီကောင်ရှာမဲ့ကောင်ကြီးလိုက်တော့မယ်တန်တန် sin in the root 3 by 2 equal to tan 5 by 3 5 by ကတန်ပိုင်ပိုင်3ကဘယ်လောက်လဲ root 3တန်ပိုင်ပိုင်3က root 3ဟုတ်တယ်မှန်တယ်ဆရာတော်ကမင်းစစ်လိုက်တယ်ဟုတ်ပြီနော်ကိုစီက တန်ဘာမိုင်းနာရူ3 by 3အဲ့တော့ဒီဆရာကောင်ရင်ရှင်းလိုက်မယ်ဆရာတို့တန်တန်အင်ဘတန်တန်ရူ3 by 3ဆိုတော့ဘာနဲ့တူပိုင်းမဲ့6ပိုင်းပါ6ဟုတ်တယ်ပိုင်းမဲ့6အဲ့တော့ तू ကမိုင်းနဲ့ပါလို့ तू လည်းမိုင်းနဲ့ပါလိုက်မှာမိုင်းနဲ့ပိုင်းပိုင်း6 equal to ဘာဖြစ်မလဲမိုင်းနဲ့ရူ3 by 3 ဲ့တော့ပြည့်စုံလေးဖြစ်သွားလို့လိုက်မယ် tan inverse inverse - root 3 by 3 equal to minus minus pi by 6 minus pi by 6အဲ့တော့ဆရာတို့ဒီကောက်ကိုတွက်လိုက်မယ် c sc tan inverse minus root 3 by 3 equal to ရောက်ပါပြီလေတော့ပြပတ်ရောက်ပါကိုစီက minus root 3 by minus pi by pi minus 6 minus pi minus 6 okay ဒါလေးကိုဆရာတို့တန်ဖိုးလေးထွက်သွားအောင်ကြွလိုက်တန်ဖိုးထွက်အောင်ကြွအောင်နော်ဒီကောင်းကိုကျွန်တော်တို့ဆရာတို့ဆရာဆရာဘုလကဆရာတို့မှတ်ထားတဲ့ဇာတ်မှာထားပါလားမပါဘူးမပါဘူးမပါဘူးဆိုဆရာတို့ပါတဲ့ကောင်လေးကြည့်အောင်ကြာကိုစီကန်ဆိုပါလားကြောင်းလဲဆိုင်းဆိုင်းရဲ့ကြောင်းလဲဒါကဖီကိုချိုးချောက်ကြည့်ပါအစီအစဉ်ဆိုင်းရဲ့ ပြောင်းမယ်အဲ့တော့1 by 1 by sin ဒါဆိုတော့ပြောပြီးသွားပြီနော်အဲ့တီတာရှိလို့တီတာသိနေအဲ့ရှိလို့အဲ့ပြင်းနေဒီနောက်မှာရှိတဲ့အပြုံလိုက်ကြီးရှိသမျှဟာသိရပါဟာအဲ့တော့ဘာဖြစ်မလဲဆိုရင် sin minus by by 6 equal to 1 sin minus တီတာဆိုတာဒီညာမှာဆရာသုံးထားလိုက်ပြီ minus sin တီတာအဲ့တော့ sin minus by by 6ဆိုတာက minus sine pi by 6 pi by 6ဆက်သွက်မယ်1 minus sine pi by 6ကဘယ်လောက်လဲ1 by 2 1 by 2 1 by 2အဲ့တော့ minus အစောင်းကိုကျွန်တော်ကြောင်းရလိုက်တော့ minus နားလေတော့ဟုတ်နော်ကိုက number 1လေးကိုတွက်အောင် number 1က evaluate a positive sine inverse 0.3 အဲ့ကောင်ကိုဆရာတို့မလုပ်နိုင်ဘူးလို့ရှိရင်တွက်ဆရာဒါလေးပြောခဲ့သေးတယ် sin sin ဘတ်တော့အိတ်ကဘာနဲ့တူတူပဲလေအိတ်နဲ့ h နဲ့တူတူเนาะအဲ့တော့ဒီကောင်လေးဘယ်လိုရလဲဆိုတာကိုအရင်ဆုံးတက်တာเนาะတူတူလေးမလို့အဲ့တော့ဆရာဒီ formula အုံးမဲ့ formula ကိုဆရာတွက်ပြလိုက်မယ်လက် sin inverse တော့ a ကိုဆရာဘာထားလိုက်လဲဆိုလို့ရှိရင် y ထားလိုက် y လို့ထားလိုက် sin inverse ကညီမလေးတစ်ဖက်ရောက်သွားရင်ဘာဖြစ်သွားမလဲ ဆိုင်းဖြစ်သွားဆိုင်းဟုတ်လားအဲ့တော့ h equal to sin y နေရာမှာ y နဲ့တူတယ် sin a ဘက်ကိုထည့်လိုက်အဲ့တော့ sin sin ဘက် a ကဘာနဲ့တူလဲဆိုရင် h နဲ့တူဒီကောင်လေးကိုသုံးပြီးတော့ဒီသုံးဖို့ကိုကျွန်တော်မလုပ်ဘူးပြီးဆရာပြောပြခဲ့တဲ့ဖီကိုချိုး6ခုသုံးနော်ခုနံပါတ်ပါဘာတွက်မလဲဆိုရင်နံပါတ် a ကိုစီကန်ဆိုင်ဘာယူပွားတရီဟုတ်အဲ့တော့ကိုစီကန်တော့ဘာပြောင်းလဲဆိုင်ရပြောင်းဆိုင်ရပြောင်းတယ်ပြောတာတော့ကိုစီကန်တော့ဆက်ပြီးသူကထွက်လိုက်ပြီကွာကိုစီကန်တော့ဆိုင်ရပြောင်းတယ်1 by ဆိုင်ဘာယူလဲဆိုင်အင်းဘတ်ဟုတ်ပြီဆိုင်အင်းဘတ်ယူပွား3 Bye bye, you bye. Bye bye. ဆိုတော့3ယူလိုက်မယ်အပေါ်ကို10ယူလိုက်မယ်စားလိုက်မယ်3ရှိတယ်3 point 3 3 3 3ဆိုတော့အဲ့တော့ဘယ်တော့ဟုတ်ပါတော့နံပါတ် B နံပါတ် B က cot cot tan inverse of 5ဟုတ်ပြီ cos ဆိုတာဘာကြောင်းလဲ tan ရဲ့ကြောင်းလဲ tan ရဲ့ကြောင်းပြန်ဟုတ်ပြီဒီမှာတန်းရှိတယ်ပေါ့နော်တန်းရဲ့ကြောင်းပြန်ဆရာတို့ဒီမှာ ဘာယူဘာကိုယူရရတဲ့ညာသိတဲ့သူလို့ရှိရင်ကော့ပိုင်ဆိုင်ဆိုရလေးရှိတယ်เนาะဒါမဲ့ဒီလိုကြီးဆိုတော့တန်းရှိတယ်တန်းတော့တယ်เนาะဘာမှမအားပါပြီလေတန်းတန်းတန်း in bar 5တန်း in bar 5အဲ့တော့အားရ1 by 5ဘာမှမအား5 1 by 5ဆိုတော့ဒါကဘာဖြစ်လဲဒီလို2 2ရတယ်เนาะနံပါတ်4 set code uh yeah in the minus 0.75. Sản xuất là bao nhiêu mẹ Cos bao nhiêu? Cos bao nhiêu? Quay được lại cho mày. Quá mà. Cos. Cos in ba. Cos in ba. Minus 0.75. Đi quay được. Quá mà mà 0 minus 0 minus 0 အဲ့တော့ဒီကော85ဆိုအပေါ်ပါဖြစ်သွားတယ်100ဖြစ်သွားတယ်100ကို85 100 100 by 75လောက်ချိန်ရပါဘူး for by 3 minus 4 by 3အဲ့တော့ကျတို့ခေါလေးကို3နဲ့စားရတာပေါ့ကွာနော်3တက်လီ3တစ်ကြံ1.3 3 3 3 3တော့ပြီပေါ့ညညညမနော် 4ရဲ့နံပါတ်8က sin inverse sin sin 2 pi by 3အဲ့တော့ဆရာတို့ဒီနေရာမှာ sin inverse နဲ့ sin နဲ့ကြည်ပြီးတော့2 pi by 3ဆိုပြီးတော့သွားလို့ကြည့်လို့ရှိရင် sin နဲ့ sin inverse 2 pi by 3ကိုအပြရပါရ2 pi by 3ဒါပေမဲ့လို့ဆရာတို့ပြန်ပြီးတော့ခြေခန့်ကြည့်လိုက်တဲ့အခါမှာ ိုင်းကပါပြည့်လို့ဆိုပြီးရှင်မိုင်းနဲ့ပိုင်ပိုင်ဒူးနဲ့ပိုင်ပိုင်ဒူးကြမှာရှင်ဟာလားမိုင်းနဲ့ပိုင်ပိုင်ဒူးနဲ့ပိုင်ပိုင်ဒူးပိုင်ပိုင်ဒူးကြားထဲမှာရှိရဒီဖြူယူလိုက်မယ်ဆိုရင်လက်တောင် equal လက်တောင် equal 2ပိုင်ပိုင်3 2ပိုင်ပိုင်3ဆိုလို့ရှိရင်ဒီဘက်ကပါတယ်120 90နဲ့90ကျောင်းမှာ120ရှိတယ်ဆိုတော့ဒီကောင်ကဟုတ်မှားဟုတ်လားအဲ့တော့ဆရာတို့နောက်တနည်းနဲ့တွေ့ကြည့်အောင် ကွက်တူ sin minus 1အဲ့တော့ဂွေးလေးရကောင်ကိုရှင်းတော့တရားကြည့်မယ် sin 2 by 3ဆိုတာဘယ်လောက်လဲ root 3 by 2တရားနော်ဟုတ်တယ် root 3 by 2ဘာဖြစ်လဲဆိုတော့ sin 120ဆိုတာကဆရာတို့က sin 120ဆိုရင်ဘယ်လောက်မှရှိမယ်ဆိုရင်ဘယ်လောက်မှရှိရတယ်ဒီတရားဘယ်လောက်ရှိမယ်ဆိုရင်120ဆရာတို့ down တွေကိုတိုင်းတဲ့အခါမှာ visit အကျူအငယ်ကိုကြည့်ပြီးတော့မလုပ်ရမှာဖြစ်လို့ရှိရင်တိုင်းရ visit အကျူအငယ်ကိုကြည့်ပြီးတော့တိုင်း visit အကျူအငယ်ဆိုတာက h ဝင်ရိုးနဲ့ terminus terminus site ကြားထဲမှာရှိတဲ့ down visit အကျူအငယ်လို့အဲ့ကောင်ကြည့်ရအဲ့တော့ sixty ကိုကြည့်ရ sixty sixty ဆိုတာဘာဖြစ်လဲ pi by 3 pi by 3ဆိုတော့ sin by 左 <Yeah. S 1>、mm。快迈，你这叫保重。哎，哎，哎，都嘛，成都，成都巴黎那边的，是吧？啊。巴黎都卖光。巴黎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 。哎，都嘛，成都冷气那很热，你这流流，左那边，左。 ကြည်သွားတော့ကြည်ရပါရမယ်ဆိုပိုင်ပိုင်အဲ့ဒီကြည်ရမှာဘာဖြစ်လဲဆိုပိုင်ပိုင်တူပြီးတော့60အနုပ်90နဲ့90ကြတယ်မှာဘာဖြစ်လဲဆိုရှိနားလေလားနားလေမနော်ကောဘာကောမိုင်းနဲ့1ပိုင်အဲ့တော့ကျွန်တော်ဘာသုံးလဲဆိုလို့ရှိရင် ကောအင်ဘတ်လာပြီကြာပြတ်သွားရဲ့ဒီခွက် cos -1 by 2ဆိုဘာနဲ့တူလဲ cos 1 by 2 cos 1 by 2နဲ့တူတယ်ဟုတ်ပြီ cos 1 by 2 cos 1 by 2ဟုတ်ပြီနော်အဲ့တော့မှ cos 1 by 2 1 by 2ဆိုတဲ့ကောင်လေး1 by 2ဆိုတဲ့ကောင်လေးကအမ်မင်းရဲ့ဘယ်ကြားမှာရှိတဲ့ဆိုရင် cos ဖြစ်တဲ့အတွက်ကြောင့်မို့ဒီလိုနဲ့ပိုင်းကြားမှာရှိတယ်လက်တောင်ရွယ်လက်တောင်ရွယ် ဟုတ်ပြီเนาะအဲ့တော့မှကောင်းရင်ပဲနဲ့ကောင်းတယ်ဆိုတော့ဖြစ်သွားမယ်ဆိုလို့ရှိရင်ဝမ်းပါရမယ်နော်ဟုတ်ပါဘူးအမစီလေးကတန်းရဲ့ဘက်တန်းရိုင်းနဲ့ဟုတ်ပြီတန်းရဲ့ဘက်တန်းပိုင်းနဲ့လူကြီး ဒီမှာကဆရာတန်းမိုင်းနဲ့သူဒီလေးကိုဆရာတီးတန့်သွက်လိုက်နော်ဒီမှာဘယ်ဖော်မြူလာလေးကိုသုံးမယ်ဆိုလို့ရှိရင်ဒီပုံစံမှာဘယ်ဖော်မြူလာလေးကိုသုံးမယ်ဆိုလို့ရှိရင်မိုင်းနဲ့တန်းတီတာ equal to တန်းမိုင်းနဲ့ပိုင်မိုင်းနဲ့ပိုင်မိုင်းနဲ့တီဟုတ်ပြီတန်းမိုင်းနဲ့တီတာလည်းမှန်ပိုင်မိုင်းနဲ့တီဒါလေးကိုသုံးဟုတ်နော်ဟုတ်ဟုတ်ပြီအဲ့တော့ဆရာတို့ဒီမှာတန်းတီတာလေးကိုတီးတန့်သွက်လိုက်တန်းမိုင်းနဲ့ တန်းမိုင်းနဲ့ root 3ဆိုတာကမိုင်းနဲ့တန်းเนาะတန်းမိုင်းနဲ့ root ဒီကွာသေးကိုပဲသုံးတာเนาะဟုတ်မှတ်မိရเนาะဟုတ်တန်းမိုင်းနဲ့တန်း root 3ဟာအဲ့တော့မှကျတော့မိုင်းနဲ့တန်း root 3ဆိုတာဘာနဲ့တူလဲတန်းတန်းပိုင်းမိုင်းနဲ့ root 3ပိုင်းမိုင်းနဲ့ root 3နဲ့တူဒီစားသိမယ်เนาะ အဲ့တော့ဆယ်လုံးတွဲမဲ့ကောင်လေးကိုညိုက်တော့မယ်တန်တန်အိဘတန်မိုင်းနဲ့ဘူတီဒီကွဲလူတန်အိဘတန်မိုင်းနဲ့ဘူတီဆိုတာကဘလောက်ပိုင်မိုင်းနဲ့ဘူတီတန်ပိုင်မိုင်းနဲ့ဘူတီအဲ့ဆယ်လုံးဒီလိုရေးလိုက်အောင်မယ်အမ်ဘူတန်တော့ဘယ်နဲ့ပဲကြားလဲဆိုရင်မိုင်းနဲ့ ိုင်ပိုင်ဒူးနဲ့ပိုင်ပိုင်ဒူးကြပဲဒါပေမဲ့လို့ equal မပါဘူးဒီကောင်လေးဆိုရင်ပိုင်မိုင်းနဲ့ဟုတ်နော်အဲ့ဒီကောင်လေးဒီကောင်လေးခြေသွားတော့ဘာဖြစ်လဲဆိုရင်ပိုင်မိုင်းနဲ့3နားလေတာဟုတ်ပြီအဲ့ဒါဆိုရင်7.4နောက်ဆုံးတစ်ခုနံပါတ်ပါရတယ်နော် prove that sin pero h plus cos h equal to ပိုင်းပိုင်းဒူးဖြစ်ကြောင်းသတိပါအဲ့တော့ဒီမှာဗာဖော်မြူလာလေးကိုသုံးအောင်လုပ်ဆိုရှင်ပုဂ္ဂာမှာနော်စိုင်းနိုင်ညိုဆက်ပိုင်းပိုင်းဒူးပဲလေတော့နော်ပိုင်းပိုင်းဒူးမိုင်းနဲ့တီတာကဘာနဲ့တူတူပဲလဲဆိုလို့ရှိရင်ကော့တီတာနဲ့တူတယ်ကော့ပိုင်းပိုင်းဒူးမိုင်းနဲ့တီတာကဘာနဲ့တူတယ်ဆိုရင်စိုင်းစိုင်းတီတာနဲ့ဒီဖော်မြူလာလေးကိုသုံးပြီးဆက်လို့တွက်လိုက်အဲ့တော့ ြီးမားစရာဆိုင်းဘရော့အိတ်ကိုဆရာဝိုင်းလို့ထားလိုက်ထားပြီးတော့တွက်လိုက်မယ်လက်ဆိုင်းအင်ဘရော့ h equal to 1 h equal to ဆိုင်းဘညီမားနေတစ်ဖက်ရောက်သွားတော့ဆိုင်း1ဆိုင်း1ဆိုင်း h equal to sin y ဆိုတာကဘာနဲ့ပြည်မလဲဆိုစိုင်းတီတာက cos π/2 နဲ့ပြည်တာနဲ့ပြည်မလဲဆိုစိုင်း y ရပါတယ် cos π/2 cos π/2 ဘိုင်းနဲ့ y ဝိုင်းနဲ့ပါပြီးတော့နားလည်မယ်နော်အဲ့တော့ကောကညီမကြီးတစ်ဖက်ရောက်သွားရင်ဘာဖြစ်ဘာပြန်ဖြစ်ကောအင်ဘက်ကောအင်ဘက်ကောအင်ဘက်ရော h equal ပိုင်ပိုင်ဒီမိုင်းနဲ့အဲ့တော့လူချင်းတာကပိုင်ပိုင်ဒီကိုလူချင်းတာမလူချင်းတဲ့ဝိုင်းဒီဘက်ကိုပါလို့လိုက်ပို့လိုက်မှာဟုတ်တယ်အဲ့တော့ဝိုင်းတို့ဒီဘက်ကိုပို့လိုက်မယ်ဆိုရင် y black cos a by 2အဲ့တော့မှ y ဆိုတာကဒါတော့ဘာနဲ့ sin inverse sin a bar of a square cos a bar of a square pi by 2တသိတာခိုင်းတဲ့ပုံပါဖြစ်တယ်။ဒါမလားအဲ့တော့အဲ့တော့မနက်ပိုင်းကျရင်7.5 differential ပါအဲ့ဒါ differential ဆရာချစ်ဆုံးအခန်းပြည့်တဲ့ differential ပါနော်